ရှင်နတ်တခါအဲ့လောက်ထိအရှက်သိခါတော့မမဲ့ရှင်နတ်တခါဒါမျိုးမရေးနိုင်ဘူးဒါမျိုးမဖြစ်နိုင်ဘူးသူဆရာတယောက်ယောက်က share ရိုးရေးပေးတာဆိုပြီးတော့အဲ့ဒါမျိုးတွေရှင်နတ်တခါကိုပြောရတယ်ပေါ့နော်တော်တော်များများသချင်းတွေရှင်နတ်တခါအခုလည်းရှင်နတ်တခါကိုလာအပ်ကြတဲ့သချင်းတွေရှိတယ်ရှင်နတ်တခါအချိန်ယူပြီးရေးရတယ်အယားယားဆုံးရှုံးနေနာကဲကြမရဲ့မတရားလိုက်တာ

ပေါ့နော်အရွှေနတ်ထက်ကိုရိုင်းပဲရေးသားရွှေနတ်ထက်ကိုရိုင်းပဲအဲတီဆိုပြီးတော့ရွှေနတ်ထက်ကိုရိုင်းတီးခတ်ပြီးတော့တော်တော်များများသချင်းတွေရွှေနတ်ထက်အခုလည်းရွှေနတ်ထက်ကိုလာအပ်ကြတဲ့သချင်းတွေရှိတယ်ရွှေနတ်ထက်အချိန်ယူပြီးရေးရတယ်အာအချိန်ယူပြီးတော့ရေးရတယ်အချိန်ယူပြီးတော့တီးရတယ်ပေါ့နော်ဒါပေမဲ့အဲ့သချင်းကြတော့လေတက်တိတ်ဆိုင်ဆိုင်ပဲရွှေနတ်ထက်အယမ်းမြန်တယ်ရေးတာရောတီးတာရောအယမ်းမြန် ပကိုးကပြန်လာတော့လေတနက်ပင်ကပြန်လာတော့ရွှေနန်းထက်ကားပေါ်မှာရေးခဲ့တာပေါ့နော်ဟိုကရောက်တော့ဖះကြီးနားရောက်တော့ပြီးသွားဖះကြီးနားရောက်တော့ပြီးသွားအဲ့တချေကရွှေနန်းထက်ဘသူ့အမတော်မပြဘူးအဲ့အဲ့အားလေးတိမ်းဟာအဲ့လိုမျိုးတီးတော့လဲပဲရွှေနန်းထက်ကတချေတစ်ပုတ်တီးလို့ရှိရင်အ ਨੇ ဆုံး၄နာရီအဲ့ဝင်းကျင်လောက်ကြာတယ်အ ਨੇ ဆုံးတော့အဲ့တချင်းကျတော့၂နာရီလောက်ပဲကြာတယ် ပြီးသွားပေါ့အရန်ဖန်နှီးခြင်းစိတ်ကအရန်များနေတဲ့အခါကျတော့အဲ့လိုမျိုးလွယ်လွယ်ကူကူနဲ့မင်းမြန်ဆဆန်းနဲ့ပြီးသွားတယ်။နောက်ပြီးရလေရွှေနောက်တစ်ခါရည်ရွယ်လိုက်တာကအလူခံကြရတဲ့ပေါ့နော်ပရာဟိတအနုပညာညီကိုမောင်နှမတွေဒီသချင်းလေးနဲ့အလူခံကြ ရအောင်ဆိုပြီးတော့ရှင်တဲ့ထက်ကဖန်တီးလိုက်တဲ့သဘောမျိုးလေးမှာအတော်တော်များများတနိုင်ကလုံးတိုက်တာထီသိရှိသွားကြပြီးတော့အထူးသဖြင့်အဲမန္တလေးတို့စကိုင်းတို့ဘက်ကအပြိတ်သက်တွေတော်တော်များများရဲ့အပင်းမှုကိုလည်းရရှိလာတယ်။အပြိတ်တာအဖွဲ့စည်းတော်တော်များများရဲ့ဘောတော့ချစ်ခင်မှုကိုလည်းရရှိခဲ့တဲ့အတွက်လည်းအယံဝတ်တာပါတယ်ရှင်။ဟောအဲ့ဟာကလေရှင်တဲ့ထက်ကအမှုပညာနဲ့ပတ်သက်လို့ရှင်တည်ယူရတာအယံမြန်တယ်ရှင်။အဲအခုចောင်းစာလာငါမှတ်တန်တဲ့ပုတ်ဆိုလို့ရှိရင်ဘယ်ရောက်မှမအောင်၄-၅ရောက်မဲ့ပါအဲ့ဒါကိုဒါရွှေနှန်းထက်တဏှာကြီးလောက်ကျန်ရင်ကျက်ရပါ ဘဘွားတော်မမအေးရဲ့တချင်းတပုတ်ကိုရွှေနဲ့ထက်나이ဝက်အပြင်ပူမကြက်ရအနုပညာနဲ့ပတ်သက်ရစီးပူးတာအယမ်းမြန်ကီးဘုတ်တီးတင်တော့လဲအဲ့လိုပဲဆေဟာလက်ကွက်ပြရင်နည်းနည်းရွှေနဲ့ထက်ကရှောက်စမ်းတာလေအဲအဲ့လိုမျိုးပေါ့နော်အနုပညာနဲ့ပတ်သက်လို့ရှိရင်စီးပူးတာအယမ်းမြန်တဲ့သူဆိုတော့တချင်းရေးတာကြောက်လဲအခုမှမုံငင်းငယ်လေးရဝါသနာပါဝါဒနာပါတော့ရေးဖြစ်တယ်အဲ့ဒီပြေရွှေနှက်ထက်တာလက်ဦးဆရာဆရာမင်းထက်တာတို့နောက်အခုနောက်နောက်ပိုက်တွေ့တဲ့ဆရာဦးရံတို့တို့ကြတော့လဲတာတချင်းရဲ့နေရာမှာလုံးဝ ခဲ့တကယ်ဆရာကြီးတွေလေနော်အဲ့လိုမျိုးဆရာတွေနဲ့ရွှေနှက်ထက်လက်ပုံးတနည်းရှိခဲ့တယ်သူတို့ရေးတာတွေကိုလည်းရွှေနှက်ထက်မြင်နေတာပဲတင်မလားသူတို့ကဘဲတန်စင်လေးဘလိုလေးချလိုက်တယ်ဆိုတော့ရွှေနှက်ထက်မြင်တဲ့အခါကျတော့ဘသူ့မှလည်းလမ်းမမေးဘူးဆရာတွေမပြောနဲ့အိမ်ကမမေတို့ဖေဖေတို့ကိုတော့မှရွှေနှက်ထက်မပြောပြဘူးရွှေနှက်ထက်ကျင်ပြင်ပါစိုးလို့ဆိုပြီးတော့လေအဲ့တော့တချို့ကျတော့လည်းရွှေနှက်ထက်ကအခုမှငယ်ငယ်လေးရွှေရွှေနှက်ထက်သက်စကူဝင်းကြီးပဲရှိသေးတာ哦အဲ့လိုဆိုတော့ရွှေနှက်ထက်ကဒါမျိုးမရေးနိုင်ဘူး ဒါမျိုးမဖြစ်နိုင်သူဆရာတယောက်ယောက်က share ရိုးရေးပေးတာဆိုပြီးတော့အဲ့ဒါမျိုးတွေရှင်လက်ထက်ကိုပြောချရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ရှင်လက်ထက်ကအဲ့လောက်ထိအချက်သိခါတော့မမဲ့ဘာဖြစ်လို့လဲဆိုတော့ကိုကိုရိုင်းဖန်နေတယ်ကိုကိုရိုင်းရေးတယ်အဲ့ကြောင့်မို့လဲရှင်လက်ထက်ဆိုတဲ့နာမည်တက်တယ်ပရိသတ်ကိုရှင်နဲ့တက်တော်တော်များများအမှန်တိုင်းနေပဲပြောပြခဲ့တာပါเนาะရှင်နဲ့အရှိရာအင်တာဗျူးတွေဂီတနီးရအင်တာဗျူးတွေဘာဒီမှာဆိုလို့ရှိရင်လဲရှင်နဲ့တက်ဒါကကားဝယ်နိုင်တယ်ရှင်နဲ့တက်ကဟာရီယာလက်ဆက်400ကျော်လေးပါเนาะဈေးမရှိဘူး ဒီတန်းလေးရွှေနှက်ထက်စီးတယ်ဒါပေမဲ့မရှက်ဘူးရွှေနှက်ထက်အဲ့လိုမျိုးရွှေနှက်ထက်ကမောတဲ့အနိတ်လေးရွှေနှက်ထက်စီးနေရလို့မရှက်ဘူးရွှေနှက်ထက်ကထောင်ကျော်တန်းမှာ2000ကျော်တန်းမှာဆိုပြီးတော့ပြောလိုက်ပြီးတော့မှကြံတဲ့သူတွေတိသွားမှာပေါ့နော်ကိုကားကိုမြင်တဲ့ဟာမှာဟဲ့သူကားဟာဆိုပြီးတော့အဲ့လိုမျိုးမြင်သွားတဲ့အခါ ဟဲကြွားတယ်ဟုတ်လည်းမဟုတ်ဘဲနဲ့ဆိုပြီးတော့တိသွားမှာကိုရှင်နတ်ထက်ရှက်တယ်ထိုနည်းတူစွာပဲတခြင်းမှာဆိုလို့ရှိရင်လေရှင်နတ်ထက်ဒါရေးတာကိုယ်တိုင်ရေးလို့ဒါရေးတယ်ပြောတာပေါ့နော်တခြားဆရာတယောက်ကရေးပေးထားတာကိုရှင်နတ်ထက်ရေးပါတယ်ဆိုပြီးတော့ပြောလိုက်လို့ရှိရင်အဲ့ဆရာရေးပေးထားတာတိတဲ့သူတို့မို့အဲ့ဆရာကခွ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 လုံနေမှာကိုရှင်နတ်ထက်က ဘောနော်လောင်ရည်ရည်နေမှာတိနေမှာရေတက်တက်ကမလို့လာဘူးရှက်တယ်အဲ့လိုမျိုးဆိုတော့ကိုတိုင်းဖန်တီးမှသာလေကိုတိုင်းပြောပါတယ်ပြိတက်များလဲအဲ့ဒါလေးတော့ရွှေနန်းထက်ကအမှန်နေကြီးပဲချပြခဲ့တဲ့သူမို့လို့ရွှေနန်းထက်ကိုအမှန်လေးတော့မြင်ပေးကြပါလို့အဲ့ဒါလေးပြောချင်ပါသေးတယ်ဟုတ်ကဲ့ဟုတ် အခွင့်ပြုတယ်ခွင့်ပြုတယ်အဲ့လိုတချို့တွေကြားလို့ရှိရင်လည်းတီးလုံးမှာလာတောင်းမှာဆိုပြီးတော့ရွှေနဲ့တက်ယောက်ျားလေးကီမိန်းကလေးကီဆိုပြီးတော့ခွဲထားပြီးတော့အဲ၄ကီတောင်းမှာရွှေနဲ့တက်ယောက်ျားလေး၂ကီမိန်းကလေး၂ကီအမ် online နဲ့လူက online လို့ဆိုမ online နဲ့လူက online လို့ဆိုဆိုပြီးတော့ရွှေနဲ့တက်အဲ့လိုမျိုး၄ကီနဲ့ကိုကိုတိုင်းကိုပေးတာအဲ့လိုမျိုးဘောနော်ဆိုပေးကြပါ အကျေးဇူးလေးတင်ပါတယ်ဆိုပြီးတော့ပြန်ပြန်ပြီး feedback ပြန်ကြရတာကြတော့လေဒီချင်းလေးကိုဆိုလို့အဲ nugget ချွတ်လူသွားတဲ့သူတို့အာဒီမှာသိန်း2000တော့ရပြီအဲ့လိုမျိုးလာပြောကြရင်လေရှင်နဲ့တက်တော်ပြောတယ်ညက်ရီဝဲရတဲ့ဒီ PT ဖြစ်တယ်ရှင်ဟုတ်ပါဒါနဲ့ဘဝကလေလေခက်ခဲခဲ့တဲ့တဲမှာပေါ့နော်ပါခဲ့တယ်လူမျိုးသားသားထူးထူးလေးဆိုတော့ဖြစ်ခဲ့တဲ့တဲမှာမပါဘူးငငယ်လေးတွေက MC မှာလည်းရှင်နဲ့တက်ပြေခဲ့ဘူးပါတယ် တော်တော်လေးအနှိမ်ခံအပြောခံဆိုခံအပင်ပန်းခံပြီးတော့မှနေရာတိတိလေးတနေရာကိုရွှေနှန်းထက်ရခဲ့တဲ့အတွက်ကြောင့်မို့လို့လေအဲရွှေနှန်းထက်ဒီအနုပညာလောကမှာလည်းရွှေနှန်းထက်အများကြီးကြိုးစားအောင်မှာပါထွန်းနီးတူစွာပဲအဲမုံတိုင်းပြီးရင်လေးပြေးလာတဲ့ဆိုတဲ့လိုမျိုးပေါ့နော်အခုလိုမျိုးအခက်ခဲတွေဖြစ်နေကြတဲ့ပူဆွေးတော့ကတွေရောက်နေကြတဲ့မိဘပြည်သူများလည်း လုံးဝ fighting မှာလို့เนาะနောက်နောက်တစ်ချိန်မှာလုံးဝအဆင်ပြေလာလိမ့်မယ်မုံနိုင်ပြီးလေးပြေလာသလိုပဲဘဝအေးမြရစရာတွေပျော်ရွှင်စရာတွေတာယာစရာတွေနဲ့ပြန်လဲကြုံတွေ့ကြမှာပါလို့ရှင်နဲ့ထပ်ပြောရင်းနဲ့အားလုံးကိုနှုတ်ဆက်ချင်ပါတယ်ကောင်းွယ်လူလဲမရတာအယားယာဆုံးရှုံး ကဲကျမရဲ့မတရားလိုက်တာမင်းနဲ့ပိုင်းလေးအနေငယ်နဲ့ပျက်စီးရရများစွာခန္ဓာနောင်တစ်ချိန်မှထွန်းလေးနော်မဲ့သာသနာကျင်းများကျွေးလွင်ငယ်ရှာအနာကရဲ့ကလေးငယ်လေးတွေကိုယူနေပေါ့ဆုနေမွေရအဲ့နေရာလေးတွေကတော့အရှင်နဲ့အကြိုက်ဆုံးနေရာလေးတွေပေါ့နော်